ပြီးကြတဲ့ရာသီတွေကကျွန်တော်တို့ဒါရွှေသားမတည်ငြိမ်မှုတွေကြောင့်အကြပိုင်းကိုရောက်လာပြီးလို့အလုံးကသတ်မှတ်ခဲ့ကြတယ်။ဒါကျွန်တော်ကာလကတ်စမဲတို့ကတော့ဒီနှစ်ရာသီမှာအကောင်းဆုံးခြေစွမ်းပြထားပြီးတော့ဒီနေရာမှာသူမရှိမှဖြစ်တဲ့ဒါနေရာတနေရာပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။မင်းတို့များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ Diary Bank ကိုထုံရ YouTube Facebook နဲ့ TikTok ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းပြေဆုံးကြပါစေခင်ဗျာ။ကဲ ျွန်တော်တို့ဒါ Manchester United အသင်းကတော့ကျွန်တော်တို့က United အသင်းရဲ့ကွင်းလယ်ကစားသမားကျွန်တော်တို့က DM နေရာမှာကစားတဲ့ Carlo Casemiro တော့ဒီနှစ်ရာသီကုန်ဆုံးချိန်မှာဒါစာချုပ်သက်တမ်းပြီးပြီးဆုံးတော့မှာဖြစ်တဲ့အတွက်စာချုပ်ချုပ်ဆိုဖို့အတွက်ကိုစ조사နေပြီလည်းဖြစ်ပါတယ်ဆိုတော့ဒါပြီးခဲ့တဲ့ရာသီတွေကကျွန်တော်တို့ခြေစမ်းမတည်ငြိမ်မှုတွေကြောင့်ဒါအကြပိုင်းကိုရောက်လာပြီးလို့အားလုံးကသတ်မှတ်ခဲ့ကြတယ်ဒါကျွန်တော် Carlo Casemiro ကတော့ဒီနှစ်ရာသီမှာအကောင်းဆုံးခြေစွမ်းပြထားပြီးတော့ဒီနေရာမှာသူမရှိရင်မဖြစ်တဲ့ဒါနေရာတနေရာပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဆိုတော့ ကာလိုကက်စမဲရိုအနေနဲ့သူ့ဘူးဒီဒီနှစ်ဘောနော်ဒါ United အသင်းမှာကစားခဲ့တဲ့အခြေအနေမျိုးမှာဆိုရင် United အသင်းဒီပေးကို20မှာကျော်ကာလကက်စမဲရိုမပါဝင်တဲ့ပြိုင်ပွဲမှာဆိုရင်15ကိုဒီခွင့်ပြုထားရပြီးတော့ဒါဒီဟိုဟာဒီလိုမျိုးကက်စမဲရိုပါဝင်တဲ့ပွဲစဉ်တွေမှာဆိုရင်တော့စုစုပေါင်းမှာ5ကိုပဲခွင့်ပြုထားရတဲ့အနေအထားမျိုးမှာဆိုရင်တော့ DM နေရာဒီဘလောက်ထိအရေးပါတယ်ဆိုတော့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲဒီအခြေအနေကိုဘယ်လိုမျိုးမြင်နိုင်လဲဆိုတော့ဒါ တက်စမဲကိုလူသားလိုက်လိုက်ပြီးတော့ဥကဒေးဝင်လာတာဖြစ်ဖြစ်ကိုဗစ်မင်းနူးဝင်လာတာဖြစ်ဖြစ်ဘယ်သူပဲဝင်လာဝင်လာဒီလိုအနေထားမျိုးမှာဒါ United ရဲ့ခွင့်လေဒီကြသွားပြီးတော့ကျွန်တော်တို့နောက်တန်းခံစစ်သည်ဒိုက်ရိုက်ကျွန်တော်ဒါဘောလုံးတွေဖျက်ထုတ်နေရအနေထားမျိုးတွေကိုကျွန်တော်အများကြီးမြင်တွေ့ရဖြစ်ပါတယ်ဆိုတော့အဲဒီအတွက်ကိုလည်းဒါကက်စမဲရိုကိုပြိသက်တွေကလည်းတတန်းတိုးစေခြင်းနဲ့ United ဘက်ကလည်းတတန်းတိုးဖို့အတွက်ပြင်ဆင်နေတယ်ဒါအပြင်ကမှနီးပြဟုတ်ပြီးအမ်မိုရီကလည်းထပ်ပြီးတော့တတန်းတိုးပြီးတော့ရှေ့နေစေခြင်းနဲ့ ဒါပေမဲ့ United ဘက်ကတော့ဒါကက်စမဲရိုအနေနဲ့ကျွန်တော်တို့ဒါခေါ်ယူခင်းစင်းတော့ကတော့ United ဒီလာစားကန်တဲ့ချက်တွေဒါစီကန်ချက်တွေမချရသေးတာဖြစ်တဲ့အတွက်သူ့ကိုပုံမှန်ပေးထားတဲ့အတိုင်းပဲ၃သိန်းခွဲနဲ့လာစားကိုပေးခဲ့တယ်ဆိုတော့အခုအချိန်နေမှာလာစားရှော့ယူဖို့အတွက် United ဘက်ကလည်းကန့်လန့်နေကက်စမဲရိုဘက်ကလည်းလက်ခံဖို့ရှိနေတာလည်းဖြစ်ပါတယ်ဆိုတော့မကြမီမှာဆိုရင်တော့ကက်စမဲရိုကိုဒါတက်တန်းတိုးဖို့အတွက်ဒါကျွန်တော်တို့အပိသက်နိုင်တော့မှလည်းဖြစ်ပါတယ် ဆိုတော့ကက်စမဲရိုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ United ရဲ့ကွင်းလယ် DM နေရာမှာနောက်ထပ်တူထပ်မံပြီးတော့လိုအပ်နေရလဲဖြစ်ပါတယ်။ဆိုတော့ဒီလိုနေရာမျိုးတွေအကုန်လုံးကဒါကျွန်တော်တို့ဟိုလိုချင်နေကြတဲ့ United ရဲ့အဓိကပြစ်မှတ်ဖြစ်နေတဲ့နီးပြဟိုမေးအမ်မိုရင်သဘောကျနေကစားသမားတွေကလည်းရှိနေပါတယ်။ဒါပေမဲ့လဲဆိုတော့ကျွန်တော်ဒါ Brighton နဲ့ကွင်းလယ်လူကျွန်တော် ဘယ်လဘာဖြစ်ပါဘယ်လဘာဆိုလဲဒါပြီးခဲ့တဲ့နှစ်ထဲကခေါ်ယူဖို့အတွက်စူးစမ်းခဲ့တယ်စူးစမ်းခဲ့တဲ့အနေထားမျိုးမှာဆိုရင်ဒါကျွန်တော်တို့ Brighton ဘက်ကတန်းတရာ50အထိဒါကျွန်တော်တို့ဈေးခေါ်ခဲ့တဲ့အနေထားမျိုး United ဒီနောက်ဆုတ်သွားတယ်မပေးတော့ဘူးအခုဒီနေ့ရာသီမှာဆိုတော့ဒါဘယ်လဘာရဲ့ခြေစွမ်းမတည်ငြိမ်မှုတွေနေရာပြောင်းမှုတွေကြောင့်ဒါကျွန်တော်တို့တန်း50ဝင်းကျင်လောက်နဲ့ရနိုင်တဲ့အနေထားမျိုးရှိတဲ့အတွက်ဘယ်လဘာကိုဒါပြင်မဲ့စင်တာပြန်ပြီးတော့ထည့်လာတယ်ဒါပြင်မှာကျွန်တော်တို့ဒါ Nottingham Forest အသင်းရဲ့ကွင်းလမ်းမှာအကောင်းဆုံးမောင်းနှင်ပေးနေတဲ့အသက်23နှစ်အရွယ်ကျွန်တော်တို့ ်အလီယက်အန်ဒါဆန်ကလည်းဒါကျွန်တော်တို့ United ရဲ့ပြစ်မှတ်ထဲမှာပါဝင်နေတာဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားတွေကိုလာမယ့်ဇန်နဝါရီမှာကျွန်တော်တို့ခေါ်နိုင်မလား၊ Noya ဒီချက်မှာခေါ်နိုင်မလားဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။အဲကျွန်တော်တို့အာအန်ဒါဆန်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဒီဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော် Northern Force အတင်းဘာကြင်ညာထားလဲဆိုတော့ပြောင်းရွှေ့ခြေတာကောင်းကောင်းပေးမယ်ဆိုရင်သူတို့ကစားသမားကိုရောင်းထုတ်ဖို့တက်အစီအစဉ်ရှိနေရဆိုပြီးတော့လေကျွန်တော်တို့သိရတယ်။အဲ့အတွက်ကိုလေ United ကစိတ်ဝင်စားတဲ့စာရင်းထဲမှာပါဝင်လာတာလည်းဖြစ်ပါတယ်။တော့ဒီပြဟုတ်ပင် Amorian Sir Alex ာဂူဇန်လုတ်ခဲ့တဲ့နီးပြင်းနီးစနစ်တိုင်းမှာ United မှာဟိုအန်ဝင်ဖို့အတွက်ကိုဒါ Premier League မှာတကယ်ကိုချင်းစွမ်းပြပြီးသားကစားသမားတွေကိုပဲကျွန်တော်တို့ခေါ်ယူခဲ့တဲ့ style မျိုးကိုပဲဒါဒီနှစ်မှာလောက်ဆောင်လာတာဖြစ်ပါတယ်ကျွန်တော်ဒါ Zagreb Ferguson လက်ထက်မှာကျွန်တော်ဒီအာကျွန်တော်အာ Ferdinand တို့အဲဒါအပြင်ကိုမှကျွန်တော်ဒါ Carrick တို့ Fletcher တို့ကိုဒီလိုမျိုးဒါ Premier League မှာခြေစွမ်းပြပေးတာကစားသမားတွေခေါ်ယူခဲ့တယ်လို့ဒီပြခုပဲ Emery ဒီနှစ်ရာသီမှာဆိုလဲဒါကျွန်တော်တို့ နံပါတ်3ရို့မှာကစားရမယ်ကျွန်တော်တို့ဒါမာတက်စ်ကွန်ညာနဲ့ဘရိုင်န်ဘူမိုတို့ကိုဒါခေါ်ယူခဲ့တယ်အဲဒီလိုမျိုးပဲအခုအခါမှာလည်းပရီးမီးယားလိမှာအသားကျပြီးတကစားသမား2ဦးကိုလည်းကွန်းလေအတွက်အဓိကပြစ်မှတ်အနေနဲ့ဒါထားခဲ့တာဖြစ်ပါတယ်ဒါပြင်ကိုမှကျွန်တော်တို့ဒါ United အသင်းအနေနဲ့ကကျွန်တော်တို့ဒါတိုက်စစ်မှာဘန်ဂျမင်ရှက်ကိုဒဏ်ရာရသွားတာဖြစ်တဲ့အတွက်ဘန်ဂျမင်ရှက်ကိုရဲ့နေရာမှာဒါအစားထိုးဖို့အတွက်ရေတွယ်ဖြစ်ရေရှိပဲဖြစ်မဖြစ်မနေအစားထိုးရမယ်ကစားသမားတိုက်စစ်မှုတဦးလိုအပ်လာပါတယ်ဒါအတွက်သူက United အနေနဲ့ပြစ်မှတ်စင်းထဲမှာထည့်လာတာတော့အရှိကျွန်တော်တို့ဒါ ဘုံမောက်တင်းမှာဒါတိုက်စစ်မှာခြေစွမ်းပြနေတဲ့ကျွန်တော်ဒါအန်တိုနီဆမန်ညိုပဲဖြစ်ပါတယ်ဆိုတော့အန်တိုနီဆမန်ညိုကတော့အသက်25နှစ်ရှိပြီဖြစ်ပြီးတော့ဒါကျွန်တော်တို့ United အတွက်အဝင်နိုင်တဲ့တိုက်စစ်မှုဖြစ်လာမလားဆိုတာကိုဆက်ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ဒါအန်တိုနီဆမန်ညိုရောဒါကျွန်တော်တို့ Elio Anderson ရောဘယ်လဘောဘယ်ကစားသမားရောက်လာမလဲကျွန်တော်တို့ဒီနေ့ဇန်နဝါရီအပြောင်းအရွှေ့မှာဆိုရင်တော့ ဆက်လက်ပြီးတော့စောင့်ကြည့်သွားမှာဖြစ်ပါကျေးဇူးထူပဲတင်ရှိပါခင်ဗျာ